အားလုံးပဲမင်္ဂလာပါကျွန်တော်အခုကြုံတွေ့တဲ့အခက်အခဲတွေကိုကျွန်တော်ပြန်မျှဝေပေးမယ်ကျွန်တော်တို့မြန်မာလူမျိုးတွေကျွန်တော်မျိုးမဖြစ်အောင်ဝန်ခံတဲ့ဒီကျွန်တော်ထိုးလိုက်ထိုးလိုက်ရတာပေါ့နော်အခုဆော့ဆော့ဆစီလာပါနီနီကက်ကက်လာရင်တော့ဆုံးမယ်အခုဆိုကျွန်တော်ဟိုကျွန်တော်မျိုးကျွန်တော်လည်းရသွားပြီးအနောက်လဲကြည့်တော့အန်ဒီတယောက်ကမျက်ရည်ဝဝနေပေါ့နော်အာဘာဖြစ်လဲဆိုပြီးတော့မင်္ဂလာပါမွေး channel ကြီးကကျွန်တော်လည်းဗားရဲမိုဒီနဲ့တစ်ဆက်ပြီး channel ဗီဒီယိုလေးရတော့ပြပောက်ထွက်ခါမဲ့သူပြပြအရောက်မှာအရေးကြီးရပေါ့နော်ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်နော်ပြပောက်ထွက်ခါကနေလေရင်ကွင်းမှာပေါ့နော်အစစ်အစစ်တွေအရင်ကြက်နေလို့ဒီမြန်မာပြည်ကိုပြန်လှည့်ခဲ့ တယ်ဆိုပြီးတော့ပြပြလာပဲဖြစ်ပါတယ်ဗီဒီယိုတမှာဆိုလို့ရှိရင်တော့အပြည့်စုံပါတယ်ပေါ့နော်ကြည့်တယ်မျိုးလေးကျွတ်တပြစ်စကကိုလို့ရအောင်လို့ဘုဟုတ္တရာလေးနဲ့ပြတယ်မျှောင်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးကိုစိုက်ကြရအောင်နော် အားလုံးပဲမင်္ဂလာပါကျွန်တော်အခုကြုံတွေ့တဲ့အခက်အခဲတွေကိုကျွန်တော်ပြန်မျှဝေပေးမယ်ကျွန်တော်တို့မြန်မာလူမျိုးတွေကျွန်တော်မျိုးမဖြစ်အောင်ကျွန်တော်ဘန်ကောက်ကနေမြန်မာပြည်ဆင်းတာဆင်းရဲလွယ်တယ်အခုဆိုရင်ကျွန်တော်ပြန်တက်ခါကြမှာအရင်ကဆိုဒီမျိုး OWIC ကက်လေးပြလိုက်တာနဲ့တက်လို့ရတာပေါ့နော်အခုတက်လို့မရဘူးပေါ့နော်ကျွန်တော်နေပြည်တော်မှာဒီကျွန်တော်တို့ဟိုနေပြည်တော်မှာခွင့်စာတင်ရတယ်အခုကျွန်တော်သွားမယ့်ဟာတွေဘာတွေပေါ့နော်ဒီဘန်ကောက်ပြန်တက်မယ်ခွင့်စာတင်ကျွန်တော်ခွင့်စာမတင်မယ်အခုကျွန်တော်ကြုံတွေ့တဲ့အခက်အခဲအရင်ကြီးတယ်ဘာလို့ဆိုကျွန်တော်အခုဒီ အန်ဒီလေးကူညီပေးလိုက်တယ်တော်တော်လေးကိုကျေးဇူးတင်ပါတယ်။ဘာကြောင့်ကူညီလဲဆိုတော့ဒီ OWIC ကတ်နဲ့ပဲပြလို့မရအခုနေပြည်တော်မှာကျွန်တော် Gmail email ကနေခွင့်ဆိုင်တင်ရတယ်။ဘယ်ကိုသွားမယ်ဘယ်ကိုလာမယ်ဘယ်နေ့ရက် holiday ရတယ်။အဲ့အရာလေးကိုတင်ရတယ်မတင်ရရင်ဒီလင်းလက်မှတ်ဆုံးမယ်နော်။ဒါအခုဘန်ကောက်ကပြန်ဆင်းတဲ့အကူကြီးအမားကြီးခင်ဗျာပြန်တက်ခံပြီးဆိုရင်ဟို၃ရက်အလိုနေပြည်တော်မှာခွင့်တိုင်ခွင့်စာတင်ရတယ်။အခုကျတော့ကျွန်တော်ကဝန်ခံတတိဝန်ခံတတိပေါ့နော် sorry မြန်မာစကားနဲ့ပြောလို့မကျွမ်းဘူးပေါ့နော်စကားပြီးဝန်ခံတတိကျွန်တော်ထိုးလိုက်ထိုးလိုက်ရတာပေါ့နော်။အခုကျွန်တော်ကူညီပေးတဲ့ တဲ့ ND တွေအတော်တွေအကိုတွေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်လည်းဘန်ကောက်မှာအလုပ်ကိစ္စတွေစီလို့အရေးကြီးလို့သွားတာသွားတဲ့ချိန်မှာအခုပုံမှန်ဆိုကျွန်တော်ဒီလင်လက်မှတ်ဆုံးပြီခင်ဗျာလင်လက်မှတ်ဆုံးနေဆိုတာဒီကျွန်တော်တို့နေပြည်တော်မှာခွင့်တိုင်စာမတင်ပဲ ပြန်တက်လို့မရဘူးအခုကျွန်တော်ဒီတစ်ခေါက်တော့ကျွန်တော်ကိုဟိုနားလည်မှုနဲ့ဟိုဒါလုတ်ပေးလိုက်တဲ့အန်ဒီတွေပေါ့နော်ကြီးစုတင်ပါတယ်ဝန်ခံတတိတွေကျွန်တော်ထိုးပေးလိုက်ရတာပေါ့နော်ဒါမဲ့တကယ်ကိုကြီးစုတင်ပါတယ်အန်ဒီခင်ဗျာအန်ဒီတို့အကိုတို့ပေါ့နော်ကျွန်တော်ကိုကြီးတွေလည်းစီတော့ကန်ကောင်းရတယ်အခုဒီ OWIC ကတ်နဲ့တက်လို့တော့ရတယ်ဒါပေမဲ့နေပြည်တော်မှာခွင့်စာတွေတင်သွားပေးပါလို့ပြောချင်ပါတယ်နောက်ပြီးဘန်ကောက်ကနေဆင်းမယ်ဆိုရင်ဒီတိုင်းအရင်တော့ဆင်းလို့မရဘူးကိုတတိစီကလက်မှတ်တွေ holiday ပနေရတယ်၁၀ရက်၁၅ရက်လားရတယ်ဆိုပြီးအဲ့ဒါကိုဆင်းတဲ့ကြောင်းနဲ့လက်မှတ်တွေလိုအပ်တာပေါ့နော်အခက်ခဲအရ န်ကြုံတွေ့ရတယ်ကျွန်တော်ခင်ဗျာတော်သေးလို့12နိုင်လေးရောက်တယ်ကျွန်တော်လီငါ2နိုင်ခွဲမှထွက်မှာဆိုတော့အခုဆော့ဆော့ဆစီလာပါနီနီကက်ကက်လာရင်တော့ဆုံးမယ်အခုဆိုကျွန်တော်တွေးထားတာနောက်9ရက်နေမှကျွန်တော်ကပြန်တက်ရမှာပေါ့နော်လီငါလက်မှတော့ရှုံးပြီဒါမဲ့ကျွန်တော်ကူညီပေးတဲ့အန်ဒီတွေကိုအခုဒီကနေကျွန်တော်ကြီးစုတင်ပါတယ်အခုတွေ့နေမယ်ဆိုလဲကြီးစုတင်ပါတယ်ခင်ဗျာအန်ဒီတို့အမမတို့ဒေါ်တို့ကိုကြီးတို့ပေါ့နော်တကယ်ကိုကြီးစုတင်ပါတယ်အခုကျွန်တော်အာ လေလက်မှတ်ရပြီပေါ့နော်သွားလို့ရပြီအခုအကြောင်းတတိပေးတာကပြန်တက်မဲ့သူတွေနေပြည်တော်မှာဟိုဒါတိုင်စာခွင့်စာလေးကိုလိုအပ်ပါတယ်ခင်ဗျာဒီဂျီမီနဲ့ပဲနော်နေပြည်တော်ထိသွားစရာမလိုဂျီမီကနေပဲပို့ရပါခင်ဗျာအားလုံးဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်ခင်ဗျာ ားလုံးပဲမင်္ဂလာပါစိတ်ပူပီးတဲ့အကူဒီမားတွေအားလုံးလည်းကျေးဇူးတင်ပါတယ်အခုကျွန်တော်ဘောအခက်ခဲဖြစ်တဲ့ဟာတွေပြောပြမယ်ဆောဆောတော့ကျွန်တော်ဗီဒီယိုတပုတ်တင်တာမြန်မာပြည်မှာတဲ့လေစိတ်ပါလေဗါလဲဆိုတော့ကျွန်တော်နေပြည်တော်မှာခွင့်စာတင်ရတယ်အဲ့ဒါတင်တဲ့ချိန်မှာကျွန်တော်တို့သုံးရက်အလိုဘောနော်စောက်ရတယ်အခုကျတော့ကျွန်တော်ကူညီပေးတဲ့အန်ဒီဒီအမားတွေကျေးဇူးတင်တယ်နောက်တစ်ချက်ကျွန်တော်ပြောချင်တာကဘန်ကောက်ကိုရောက်ပြီးလေရင်ကွင်းမှာတဲ့တစ်ချက်အခက်ခဲဖြစ်မယ်နော်ဗါလဲဆိုတော့ကျွန်တော်တို့ဒီ Google ထဲမှာဖောင်ဖြည့်ရတယ်အဲ့ Google ထဲမှာဖောင်မဖြည့်ရင်ကျွန်တော်တို့ဟို ပြန်စင်းရလားမသိဘောเนาะတော်သေးတယ်ကျွန်တော်ကိုကျွန်တော်အမတွေကူညီပေးလိုက်တယ်အဲ့ဒီကူကေထဲမှာကျွန်တော်ပါတယ်ဟို digital digital ကတ်ဒီမှာဘောเนาะအဲ့ဒီ form အများကြီးဖိရတယ်အင်္ဂလိပ်စကားပုံမှန်ဆိုကျွန်တော်အင်္ဂလိပ်စကားအများကြီးကျွမ်းရတယ်မဟုတ်ဘူးကျွန်တော်အမတွေကူညီပေးတဲ့ data data လိုအပ်ချက် data ကိုရတယ်ဖုန်းနဲ့တစ်ဆင့်ပြန်ပြောရတာဘောเนาะဒါကျွန်တော်ရဲ့အတွေ့အကြုံလေးပြောပြတာပါဘာလို့ဆိုကျွန်တော်မျိုးမဖြစ်အောင်အခုမှဆိုပေါ့ပေါ့ကျွန်တော်ဆိုရင်ဒါအလုပ်ကိုပဲအာယုံစိုက်များတော့ဒီဒီဒါတွေဖြစ်ရမယ်ဘာလဲမသိဘူးလေအခုပြန်ခဲတဲ့အချိန်မှာအမှန်မှဆိုကျွန်တော်မောင်းထုတ်ခံမိပြီ မြန်ဘန်ကောင်းကနေမြန်မာပြည်မောက်ထုတ်ကံပြီးတော်သေးလို့အဲ့ဒီဖောင်ကိုဖြည့်မြန်သွားလို့ကျွန်တော်ဒီအခုအိမ်ကိုရောက်တာပေါ့နော်မကြီးကျွန်တော်ကိုရင်ကွင်ကြီးပြေးတယ်လဲကြိုပြေးတဲ့ကိုရင်ကျေးဇူးတင်ပါတယ်တတိယမတွေ့တာကြာပြီပေါ့နော်အဲအဲ့ဒါကြောင့်မို့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ဟိုမပေါ်စားကြပါနဲ့ ဟိုဒီမြန်မာတရားနေလဲဘန်ကောက်တက်မယ်ဆိုရင်ဖောင်ပြရတဲ့နေပြည်တော်မှာပေါ့နော်ကိုခွင့်စာတိုင်စာတင်ရတဲ့အပြင်နောက်တစ်ချက်ကျွန်တော်တို့ကဒီဘန်ကောက်ကိုရောက်ဝိုင်းတဲ့လီယင်ကွင်းမှာအဲ့ဒီဖောင်ပြရမယ်အဲ့ဒီဖောင်ကလည်းကိုယ့်ရဲ့ကိုကေကိုကေထဲမှာတော်တဲ့ဂျီမီပေါ့ဂျီမီရဲ့နံပါတ်လည်းတေချာမှတ်ထားပါကိုတုံးနေတဲ့ဂျီမီပေါ့နော်အဲ့ဂျီမီရဲ့ဖောင်လေးကြမှကျွန်တော်တို့ဒီကိုဒီဘန်ကောက်တဲ့ဝင်ကွင်းရမှာပေါ့နောက်တစ်ချက်ကအဆင့်3ဆင့်ဖောင်ပြရတဲ့တဆင့်နှဆင့်3ဆင့်အဲ့3ဆင့်အောင်မှာ ဒီကိုကျွန်တော်ဒီဘန်ကောက်ကိုလာဒီလင်ရီကွင်းလက်မှတ်တဲဖျက်ရမှာပေါ့နော်အဲ့ဒါကိုကျွန်တော်စိတ်ပူလို့ပြပြတာပါကျွန်တော်ဆိုရင်ဒီ3နိုင်တဲ့ရောက်တာ9နိုင်ထိုးရတဲ့ဖောင်ဟိုဘက်ချန်ပီယံဒီဘက်ကပေးလို့ဖြီးရမယ်နောက်တစ်ချက်ကျွန်တော်မှာလည်းစင်ကက်လည်းအိမ်မှာကြံခဲ့တယ်ဒီလင်ရီကွင်းမှာတော့ wifi တနိုင်ဖီးပေးတာပေါ့နော်အဲ့ဒါကြောင့်မို့ဟိုကျွန်တော်မျိုးကျွန်တော်လည်းရသွားပြီးအနောက်လဲကြည့်တော့အန်ဒီတယောက်ကမျက်ရည်ဝဝနေပေါ့နော်အာဘာဖြစ်လဲဆိုမျိုးတော့ဟိုအန်ဒီလည်းအဲ့လိုမလုံးမတက်ဘူးအန်ဒီလည်းမသိဘူးဆိုတော့အဲ့ဒါကိုကမှ တဆင့်ပြန်ကူညီပေးလိုက်ပေါ့နော်ဒါကျွန်တော်စီကပဲဂျီမီတဲ့ဂျီမီဖောင်နေကြဟိုနောက်တဲ့အကူရီယမားတွေကြတော့တို့ရဲ့ဖောင်နေဂျီမီတွေကတဆင့်ကျွန်တော်လုတ်ပြီးလိုက်တာဒါမဲ့ကိုစီကကိုရတန်းစီတာကိုလဲကြနေပြီအနောက်ကလူတွေပေးပေးကြော်တက်လိုက်တာပေါ့နော်အန်ဒီကိုတနာတယ်အဲ့ဒါကြောင့်မို့ပေါ့နော်ကိုကိုလိုမျိုးမဖြစ်ရအောင်အဲ့ဒါလိလာကြီးပေါ့နော်တကယ်လို့ဖောင်ဖြည့်မယ်ဆိုတော့၃ရက်အလိုဒီမြန်မာပြည်မှာတဲ့ဖောင်ဖြည့်တာနောက်ပြီးတဲ့နေပြည်တော်မှာတိုင်စာ၃ရက်အလိုစာရွက်ကြမှအဲ့ဒီဂျီမီတဲ့စာရွက်ကြမှဟိုလင်းလက်မဖြတ် ကျွန်တော်ဆိုတော့တည်တဲ့လင်ရနေပြန်ကိုပြန်ဆင်းလဲရပြီးထင်တာပေါ့နော်။ကုညီပြေးတဲ့တောက်ချင်တိုင်းရောဂျေစုမြိုင်းတင်ပါတယ်အကူဒီအမတွေပေါ့နော်။တကယ်တကယ်ကျွန်တော်တို့မျိုးအခက်အခဲမဖြစ်ရအောင်အဲ့ဒါကျွန်တော်ပြပြတယ်။ဟိုပွဲစားနေလုံးမယ်ဆိုရင်ကျွန်တော်တည်င်းကြားတယ်ငါတင်းနေပေါ့နော်။ငါတင်းတော့ကြားတယ်ကရော့ကရော့ပေါ့နော်။ကျွန်တော်ပွဲစားဘူးမှပြောတာမဟုတ်ဘူး။လုတ်တက်သွားရင်တပြားမှဗီဇာမလိုဘူးပေါ့နော်။ အမမဆိုကျွန်တော်ကပြန်လှည့်ပြန်လှည့်ရပြီကျွန်တော်အမမထက်သူကကူညီပေးလိုက်တယ်မောင်လေးဒီဖောင်လေးကိုကိုကေထဲမှာတလိမ့်စာလိမ့်စာပြီးတာနဲ့ဒီဖောင်ဖြီးဖြီးဖြီးဆိုကျွန်တော်ဖြီးလို့ရအမမဆိုကျွန်တော်မြန်မာပြည်ကိုပြန်ဆင်းရပါပြီခင်ဗျာအဲ့ဒါကြောင့်မို့ဟိုပွဲစားတွေကြတော့9သိန်း3သိန်းတောင်းတယ်ကျွန်တော်စောစောတော့စုံတဲ့ကြားကြားတာပေါ့နော်အဲအဲ့ဒါကြောင့်မို့ကိုအကူကိုမလုတ်တက်လဲလုတ်တက်တဲ့သူကို3ရက်အလို4ရက်လို့မှဖောင်နေဖြစ်ပြီးတခါလေးလာခဲ့ပြီပါမှတ်ချက် Google ကို Google Gmail email တေချာလေးကိုအာ တိထားဖို့ကောင်းတယ်နော်ကိုကြည်မီတွေကပဲကြာမှာစာရွက်တွေကနော်ဘိုင်ဘိုင်ခုံယူပါတယ် US ကလည်းမြန်မာကိုဗီဇာဘန်တဲ့နိုင်ငံထဲမှာထည့်သွင်းပြီးတော့လက်မှတ်ရေးထိုးလိုက်ပါပြီငွေရှိရတော့မှ US ကိုအလဲဗီဇာရှောက်လို့မရတော့ပါဘူးရှင်အဲဒီဂျွန်လာပေါ့နော်2025ဂျွန်လာထဲမှာ မနာထော်နယ်ဖန်ကနေပြီးတော့လက်မှတ်ရေးထိုးအတည်ပြုခဲ့တာဖြစ်ပါတယ်။ဒီဂျွန်လာမှာစပြီးတော့အကျုံးဝင်မှာဖြစ်ပါတယ်ရှင်။အဲ့တော့အလဲဗီဇာလျှောက်လို့မရတော့ဘူးဆိုတော့ပေါ့နော်။ဒီဟွာတွေပေါ့အမြင်တမ်းနေထိုင်ခွင့်ရရှိထားတဲ့သူတွေနဲ့သူတို့နိုင်ငံရဲ့အကျိုးစီးပွားအတွက်အဲလာမဲသူတွေကိုတော့ဝင်ထွက်ခွင့်ပြုသွားမယ်လို့သိရှိရပါတယ်။ အဲတချို့ကြတော့လည်းပြောကြရပေါ့နော်မြောက်ကိုရီးယားကဗီဇာမပန်းမဲ့နဲ့မြန်မာကဘာလို့ဗီဇာပန်းတာလဲဆိုတော့ပြောကြချက်တွေပေါ့လေသူတို့ကပြောပြထားတယ်မြန်မာနိုင်ငံသားတွေအနေနဲ့အဲ US အဲဒီအမေရိကန်ကိုဝင်ပြီးရခါကြတော့ overstay နေထိုင်တဲ့ rate အရင်များတဲ့အတွက်ကြောင့်မလို့သူတို့နိုင်ငံရဲ့အဲတည်ငြိမ်မှုနဲ့ချုပ်ချာအာဏာကိုထိပါတဲ့အတွက်ကြောင့်မလို့ဒီမျိုးဘန်းတာဖြစ်ပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်ဒီမှာပါဗမာပါပါတယ်ဒီနေ့ US visa ban ဖြစ်သွားတယ်ပေါ့နော်မြန်မာចောင်းသားတွေအတွက်ဟောအဓိကចောင်းသားတွေနဲ့ပတ်သက်တာကိုပဲအဓိကပြောသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒီ student နဲ့ပတ်သက်တဲ့ information လေးကိုပဲအဓိက share ပေးတာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီဒုတိယမေကွန်ပေါ့နော်သူတို့မှာ visa ရှိပြီးသွားပြီပေါ့နော်အဲ့ဒါဆိုရင်သွားလို့ရသေးလားပေါ့အဲ့ဒါကိုအဓိကလာမိကြတယ်ပေါ့နော်ဆိုတော့အခု F1 ရထားတဲ့ចောင်းသားတွေအတွက်ကိုပေါ့နော် fancy အကြံလေးပေးချင်တာလေးရှိပါတယ်သွားလို့ရတဲ့လမ်းကတော့အခုလောဆယ်နှစ်မျိုးရှိတယ်ပေါ့နော်ဒါပေမဲ့ fancy ကတော့အခု အခု fancy ပြောမဲ့အာလမ်းကိုတော့ပို့ပြီးအားပေးတယ်ပြီးရင်အဲ့ကိုပဲအဲ့လိုလုပ်ဖို့လဲ fancy ပို့ပြီးတော့ suggest ပေးတယ်ပေါ့နော်ပထမတစ်ချမ်းတော့ဗာလဲဆိုတော့အာဒီ trump တက်တဲ့ကာလကြတော့လဲနောက်ထပ်3နှစ်လောက်ကြံသေးတယ်ပေါ့နော်အဲ့လိုဆိုတော့ကိုက ဒီ F1 visa တော့ရထားတယ်ဒါပေမဲ့ fancy ကတော့ risk အရင်မယူစေချင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီတက်တန်း၃နှစ်ကာလထဲမှာအမျိုးမျိုးပြောင်းသွားနိုင်တယ်ပေါ့နော်ကိုယ်ပြန်ပဲပို့နိုင်မလားဒါမှမဟုတ်ရှင်တဲ့ study permit တွေများရက်သွားမလားဒါတွေကဘာဖြစ်မယ်ဆိုတော့သိကြမသိရဘူးပေါ့နော်အဲ့လိုဆိုတော့အဲ့ဒီအစားဒီအချိန်နေကုန်ငွေကုန်ခံပြီးတော့အဲ့လိုလုံးမဲ့အစားပေါ့နော် UK သွားလို့ရတယ်ဒါမှမဟုတ်ရှိရင်ဒီတခြား visa လွဲနိုင်ငံတွေပေါ့နော် Ireland တို့ Germany တို့ဒီ Europe ဘက်ကအကြောင်းနိုင်ငံတွေကိုသွားလို့ရတယ်ပေါ့နော်မဟုတ်ဆို လို့ရှိရင်လည်းကိုက budget safe ဖြစ်ချင်တယ်ဆိုရင် China ဘက်တို့ဘာလို့စဉ်းစားလို့ရရပေါ့နော်နောက်တစ်ခုကကြတော့ transfer လုပ်လို့ရတဲ့အာတက္ကသိုလ်တွေပေါ့နော်ဥမာ Thai တို့ Malaysia တို့မှာဆိုလဲဒီလို transfer လုပ်လို့ရတဲ့တက္ကသိုလ်တွေရှိရဲ့အဲ့ဒါဆိုတော့ကိုကအခြေအနေစောင့်ကြည့်ရင်းနဲ့မှာကြောင်းလဲတက်နေရင်းပေါ့နော်ဒီ US ကပြန်ပြီးတော့ဖွင့်ပေးမယ်မဖွင့်ပေးဘူးအဲ့ဟာလေးကိုစောင့်ကြည့်နေရင်းနဲ့ဒီကြောင်းဆက်တက်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းနောက်တစ်ခုကကြတော့ fan ဆိုလို့ဒီ undergraduate ပေါ့နော် bachelor တို့ဘာလို့ဒီအခုကိုသွားမဲ့နိုင်ငံဒီမှာအရင်တက်ထားပေါ့နော် တက်ထားပြီးတော့အခြေအနေကိုပြန်ကြည့်ပြီးတော့မှ master တို့ဘာလို့မှအာပြန်ပြီးတော့အခြေအနေပြန်ဖွင့်ရင်ပေါ့နော် master တို့ဘာလို့ကိုအာပြောင်းလျှောက်တာမျိုးပေါ့နော်ဒါမျိုးကို fancy အကြံပေးပါတယ်နောက်ထပ်တစ်ခုကကြတော့ fancy recommend လည်းမပေးဘူးအာ suggest လည်းမပေးဘူးပေါ့နော်ဒါပေမဲ့အာဒီတွားနေတဲ့အခု fancy ရဲ့ဒီပတ်ဝန်းကျင်မှာအာ fancy ကြားထားတာဒီနောက် သွားမယ်ဆိုရဲ plan လေးရှိရဟာမျိုးလေးတွေကို fancy share လုပ်ပေးချင်တာပေါ့နော်အအခုတခုတော့ထပ်ပြီးတော့တတိပေးပြစီ fancy လုံးဝအကြံမပေးပါဘူးဒီအချက်ကိုဒါပေမဲ့ဒါအခုသွားနေတဲ့လမ်းကြောင်းရှိတယ်ဆိုတာလေးကိုပဲ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကြတော့ဘာလဲဆိုလို့ရှိရင်ဒီအခု ban လိုက်တဲ့ကိစ္စဒီ effective က6ရက်နေမှ effect ဝင်มาပေါ့เนาะအဲ့ဒါဆိုတော့ fancy ပတ်ဝင်ခြင်းမှာတချို့တွေကကြတော့ဟို visa ရထားပြီးသားပေါ့เนาะ F1 visa ရထားပြီးသားចောင်းသားတွေကဘာလုပ်ကြလဲဆိုလေရင်လက်မှတ်ကိုအခုချက်ချင်းកောက်ဝယ်ပြီးတော့ဟိုချက်ချင်းကို US ကိုသွားလိုက်တယ်ပေါ့เนาะဒါပေမဲ့အဲ့လိုသွားလိုက်ခြင်းအဖြစ်ဟိုရောက်သွားရင်ဒီ immigration ကပေးဝင်မယ်မဝင်ဘူးဆိုတာကတော့သူတို့ရဲ့ဒါလုံးဝ risk ယူပြီးကိုသွားကြတာပေါ့เนาะဒါလုံးဝ US ကိုဒီ American တွင်းမှုပဲလုံးဝသွားမယ် US ကိုပဲသွားမယ်ဆိုရယ်လူတွေကအခုလောဆယ်ဒီလိုလမ်းကြောင်းလေးနဲ့သွားနေတာရှိတယ်ဒါကတော့အခုလော Rose Fancy ဒီ F1 visa ရထားတဲ့ចောင်းသားတွေအတွက်ပေါ့เนาะဘာဆက်လုပ်ရမလဲပေါ့เนาะအဲ့အားလေးကို Fancy ပြောပြခြင်းဖြစ်ပါရှင်ဟုတ်ကဲ့ပါမျိုးတို့ရေမိုးဗီဒီယိုတက်ဒီလောက်ပါပဲဗီဒီယိုတက်မှာဆိုလို့ရှိရင်เนาะဒီနိုင်ငံသားကိုထွက်ခွာမဲ့သူတွေအနေနဲ့ကတော်တော်လေးကိုမတော့ခတ်ရောက်နေကြတာပဲဖြစ်ပါတယ်ချိတဲ့အမျိုးတွေလည်းဒီနိုင်ငံသားထွက်မဲ့သူတွေပါလို့ရှိရင်ကျွတ်ပြစ်စင်ကောက်ကလို့ရအောင်လို့ဘုသူတာအနေနဲ့ပြန်လည်းမျှော်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ထမင်းဆက်ချက်ကလေးတွေလည်းဗီဒီယိုရမှာ comment လေးရေးကပ်ဗီဒီယိုရပါရှင်နောက်ထပ်လည်းမိုးဆက်တဲ့တဲ့နေ့ဟာတဲ့ဗီဒီယိုဒီဘုသူတာရဲ့ဆက်ဗီဒီယိုတွေကိုနေ့စဉ်နဲ့တိဆက်ပေးတတ်မှာမို့မိုး channel လေးကို like subscribe ni tak putus balik. Nanti beri mak besok mana